မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းပြီးနောက်ပြင်းထန်တဲ့သဘောဝဘေးဒဏ်ကိုပိုခံလာရပြီးချုပ်တင်ကောက်ွယ်ဖို့အသိပညာပေးတာနဲ့ထိရောက်တဲ့ကူညီပေးတာတွေအားနည်းလာတယ်လို့သဘောပေါဝင်ခြင်းအရေးတက်ကြွလှုပ်ရှားသူတွေကထောက်ပြကြပါတယ်ဒီသတင်းကိုလင်းပေးပို့ထားပါတယ်ရှင်တဘာဝတည်ရန်ဇာတာတွေပေါ်ကျဲသွားပြီးဇီဝမျိုးစုံမျိုးကွဲကြေးအစနစ်တွေတည်ရှိတဲ့မြန်မာနိုင်ငံဟာ 2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ရာသီဥတုဖောက်ပြန်မှုတံကိုအခံရသောနိုင်ငံတွေကတနိုင်ငံဖြစ်လာနေပါတယ်။စစ်ကောင်စီအနေနဲ့ဒီလိုပြင်းထန်တဲ့တဘာဝဘေးဒဏ်ကိုချုပ်တင်ကာကွယ်ဖို့အသိပညာပေးတာနဲ့ထိရောက်တဲ့အကူအညီပေးတာတွေကိုလှုံ့ဆော်တာအားနည်းတယ်လို့တဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။မြန်မာနိုင်ငံကရာသီဥတုဆိုင်ရာအကြက်တဲကိုရောပါသက်သာစေဖို့အတွက်စစ်ကောင်စီအနေနဲ့ကိုတူကိုထားတန်းနိုင်တဲ့လောက်လောက်ကင်နေကြရတဲ့တဘာဝပတ်ဝန်းကျင်ရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေကိုအကူအညီထောက်ပံ့တာတွေလုပ်ပေးဖို့လိုတယ်လို့ဆိုပါရစေ။ ဒီနိုင်ငံရေးလူမှုရေးစီးပွားရေးအခြေအနေတွေကြောင့်ဒီပြည်သူတွေအနေနဲ့ရုန်းကန်နေကြတော့ဒီသဘာဝပတ်ဝန်းကျင်ကြီးကသူတို့အတွက်ဦးစားပေးဟုတ်မနေတော့တာပဲပေါ့နော်အဲ့တော့အသိပညာပေးပြီးဆောင်ရွက်တဲ့အခါမှာပြည်သူတွေအနေနဲ့နားလည်လက်ခံဖို့ကအရင်ကထက်ပိုပြီးတော့နီလန်းမျိုးစုံသုံးပြီးဆောင်ရွက်နေရတော့အောင်မြင်မှုအနေနဲ့ကတော့အရင်ကထက်ကြားခိုင်းမှုနည်းပါတယ်ပြည်သူတွေအနေနဲ့ကလည်းဒီသဘာဝပေးပြီးအပေါ်မှာစိတ်ဝင်စားမှုနည်းပါတယ်အသိပညာရှိပြီးသားသူတွေကလည်းလိုက်လံကျင့်သုံးဖို့ညွန်နေသွားသလို ဒီအသိပညာမရှိသေးတဲ့သူတွေကလည်းဒီသဘောပတ်ဝန်းကျင်ကြီးကိုကောင်းတဲ့သိမထဲကြတော့ဘူးပေါ့နော်လူကိုယ်တွေကဒီသဘောပတ်ဝန်းကျင်ဆိုးချိုးကချက်ချင်းမခံစားရတော့တိတ်ပြီးတော့ဂရုမစိုက်ကြတာလည်းပါတယ်မြန်မာနိုင်ငံအနေနဲ့အလင်းမြန်ပြောင်းလဲနေတဲ့ရာသီဥတုပြောင်းလဲခြင်းတန်ကိုကိုင်းတယ်ဖြစ်ရှင်းဖို့အတွက်နိုင်ငံတကာကအဖွံ့ဖြိုးရေးစီစဉ်တွေကိုအကူအညီတောင်းခံနိုင်တဲ့အခြေအနေလည်းမရှိနေဘူးလို့ဆိုပါရယ်။မက်စလ28ရက်ကငလင်လုတ်ခဲ့ပြီးတဲ့နောက်နိုင်ငံတကာအစိုးရတွေအာဆီယံနိုင်ငံတွေနဲ့အရက်ဖက်အကူအညီရေးဖွဲ့တွေက အကူအညီတွေပေးရခဲ့ပေမဲ့စစ်ကောင်စီအနေနဲ့အကူအညီလိုအပ်တဲ့ပြည်သူတွေစီထိထိရရောက်ပေးဖို့နိုင်တာမရှိဘူးလို့တေးဆိုးငွေအဖွဲ့ကထုတ်ပြန်ထားပါဗျ။တယံဇာတာတွေကိုအလုံးစုံထုတ်ယူတာနဲ့တဘာဝပတ်ဝန်းကျင်ပျက်စီးတာကိုကာကွယ်ဖို့အတွက်သက်ဆိုင်ရာဒေသခံတွေကိုယ်တိုင်စီမံခန့်ခွဲခွင့်ရတဲ့အခြေအနေတစ်ခုဖြစ်လာမှသာကာကွယ်နိုင်မယ်လို့တဘာဝပတ်ဝန်းကျင်ရေးတကြလှုပ်ရှားသူတွေကပြောကြပါဗျ။မြန်မာနိုင်ငံကပြည်သူတွေကိုတဘာဝဘေးအန္တရာယ်တွေနဲ့ပတ်သက်တဲ့အသိပညာပေးတဲ့အလုပ်တွေကိုဘယ်လိုလုပ်တင်တယ်လဲဆိုရင် အခြေခံပညာအဆင့်စာသင်ကျောင်းတွေကစပြီးသင်ပေးရမယ်လို့ပြောကြင်ပါတယ်။စာသင်ခန်းထဲမှာတင်စာတွေ့သင်ကြားပေးတာမျိုးမဟုတ်ဘဲနဲ့ငလင်ဖြစ်ရင်ဘယ်လိုလုပ်ရမလဲ၊ဘယ်လိုပြေးရမလဲ၊ဘယ်လိုနေရမလဲဆိုတာမျိုးမုံတိုင်းတို့ရေကြီးတာတို့ဆိုရင်လည်းဘာတွေလုပ်ရမလဲဆိုတာတွေကိုပါဆရာဆရာမတွေအားလုံးနဲ့အကျောင်းသူအကျောင်းသားတွေအားလုံးကဇက်တိုက်လေ့ကျင့်မှုတွေကိုအချိန်ချင်းအခါကလုပ်ထားဖို့လိုပါတယ်။လူကြီးတွေကိုလည်းရက်ွက်ထဲမှာ ကြေးရွာထဲမှာဘယ်ယာဒီမှာတော့ဘာဖြစ်နိုင်နေလဲ ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေအယောပါအတ္တသာဆုံးဖြစ်ဖို့အတွက်ဘာတွေကိုတော့လှုပ်ထားဖို့လိုတယ်ဆိုတာတွေကအစပင်ကြားပေးထားဖို့ပြောပြပေးထားဖို့လိုအပ်တယ်လို့မြင်ပါတယ်မြန်မာနိုင်ငံပါဝင်အခြားတိုက်ကနိုင်ငံတွေဟာအပူချိန်မြင့်တက်လာတာမိုးတဲထန်းသာရာသွန်းတာနဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာတွေကြောင့်တဘာဝဘေးအန္တရာယ်တွေပုံများလာနိုင်တယ်လို့တဘာဝပတ်ဝန်းကျင်ရေးရာထုတ်ပြန်ချက်တွေမှာဖော်ပြကြပါတယ်စစ်ကောင်စီအနေနဲ့စစ်ရေးကိုသာအာရုံစိုက်နေတဲ့အတွက်တဘာဝပတ်ဝန်းကျင်ပြည်စည်းတာကိုထိန်းသိမ်းကာကွယ်ဖို့နဲ့ ကူညီကယ်ဆယ်ရေးတွေအတွက်ကြိုတင်ပြင်ဆင်လှုပ်ဆောင်နေတာမရှိပဲမက်ရှလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်း2လကျော်တဲ့အထိပြန်လည်ထူထောင်ရေးတွေတတိယရောက်မလုံနိုင်သေးပါဘူးကျွန်တော်လင်းပါအိုင်းရဖုန်းနေဆက်ရအိုင်းရ မန္တလေးတိုင်းနထိုးကြီးမြို့နယ်တွေကဝလူးနယ်မြေရဲစခန်းစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တိုက်ဆုံးဒဏ်ရာရခဲ့ပြီးစစ်ကောင်စီတပ်ရဲ့စနိုက်ပါတပ်သား၁ယောက်အပါအဝင်၂ယောက်ကိုအရှင်ဖမ်းမိခဲ့တယ်လို့မြင်းကြံခရိုင်တရင်လင်းမြင့်ဆောင်၁၀ကပြောပါရယ်စစ်မှုထမ်းတပ်သားတစ်အဖြစ်တာဝန်ထမ်းဆောင်နေရသူတွေကိုလည်းကဲထုတ်နိုင်ခဲ့တယ်လို့ဆိုပါရယ် အဲ့ဒီရဲစခန်းကိုပူအောင်တပ်ဖွဲ့တွေကတိုက်နေတာရပ်ပေါင်း20ကျော်ကြာမြင့်နေပြီဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၄ယောက်ထပ်မံနေတည်ဆုံးခဲ့ပြီးတော့ခဲယမ်းတချို့ကိုလည်းတင်စီရမိခဲ့တယ်လို့မြင်းကြံခရိုင်တရင်လင်းမြင့်ဆောင်30ပြန်ကြားတောင်ဝင်ခန်းကပြောပါတယ်။ဒါပြင်တပ်သားတိ၈ယောက်ကိုလည်းတိုက်ပွဲတွေကြားထဲကနေကယ်ထုတ်ထားနိုင်ခဲ့ပြီးသူတို့၈ယောက်စလုံးဟာအာရမပေါ်တာဆွဲခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်9နဲ့10တင်နန်းစစ်တွေဖြစ်တယ်လို့ဆိုပါတယ်ရှင်။ ရခိုင်ပြည်နယ်မောင်တော်မြို့နယ်မှာအမျိုးသားအဆင့်မျိုးလူမျိုးကောင်းဆောင်တွေတွဲဆောင်ဆွေးနွေးပွဲကိုဂျွန်လ၄ရက်ကပြုလုပ်ခဲ့ပြီးမျိုးမျိုးသားကောင်းဆောင်တွေဘာသာရေးကောင်းဆောင်တွေအရခတက်တော်ကကောင်းဆောင်တွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခင်းအကျင်းတွေနဲ့အမျိုးသားကာကွယ်ရေးပြဋ္ဌာန်းချက်တွေအပေါ်ဆွေးနွေးခဲ့ကြပြီးရခိုင်ပြည်နယ်အတွင်းအခွင့်အလမ်းကောင်းတွေရရှိရေးလူမျိုးစုခွဲခြားမှုမရှိဘဲအထူးအလေးထားဆက်ဆံကြဖို့ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့ပွဲစီစဉ်သူတွေကလည်းသိရပါဗျာ။ ဒါပြင်မျိုးမျိုးသားတွေအနေနဲ့မျိုးသားကောက်ွယ်ရေးပြဋ္ဌာန်းချက်အပေါ်ကိုယ်တော်နဲ့ကိုပါဝင်ကြတာဖြစ်ပြီးရခိုင်ပြည်ရဲ့တမိုင်းသက်တမ်းနဲ့ဒေသရင်းလုံခြုံရေးအကြမ်းဖက်မှုတားဆီးကောက်ွယ်ရေးနဲ့တိုင်းပြည်သစ္စာစောင့်တည်ပြီးအေဂျင့်တာရတဲ့လူပောင်တစ်တရဲ့တိဆောက်ရေးမှာပါဝင်ထမ်းဆောင်ကြဖို့ကိုလည်းတိုက်တွန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဆွေးနွေးပွဲကိုမောင်တော်ဘူတိတောင်ကြောက်တော်နဲ့ပုံနာကျွန်းမြို့နယ်တို့ကမျိုးမျိုးသားရေးခေါင်းဆောင်200နီးပါးတက်ရောက်ခဲ့ကြတယ်လို့လည်းသိရပါတယ်ရှင်။ DV မြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်